48ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးနှင့်မြန်မာအရေးအကျက်တဲ48ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးကိုအော်တိုဘားလ26ရက်နေ့မှ28ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလုံပူမြို့မှာကျင်းပတော့မှာဖြစ်ပါတယ်။အရှိတောင်အာရှနိုင်ငံများတင်အာဆီယံအတွက်2025ခုနှစ်ဟာမလေးရှားနိုင်ငံရဲ့ဥက္ကဋ္ဌတာဝန်အောက်မှာဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနဲ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုနေပေမဲ့လည်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံရဲ့ပြည်ပကအကျက်တဲကအာဆီယံရဲ့စီးလုံးညီညွတ်မှုနဲ့ဘူဂျက်ခန်းကဏ္ဍကို အကြီးအကျယ်စိန်ခေါ်လျက်ရှိပါတယ်။ဘုံမုံရှုပ်ထွေးစီတာဟာအမေရိကန်တရုတ်နဲ့ရုရှားတို့ကဲ့သို့မဟာအင်အားကြီးနိုင်ငံများဟာမြန်မာအရေးနဲ့ပတ်သက်ပြီး၎င်းတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားများနဲ့မဟာယူဟာမြောက်ရည်မှန်းချက်တွေအပေါ်အခြေခံကပွဲပြားတဲ့ဩဇာလွှမ်းမိုးမှုတွေကိုအာဆီယံနဲ့မြန်မာနိုင်ငံအပေါ်တက်ရောက်စေနေခြင်းပဲဖြစ်ပါတယ်။၂၀25အာဆီယံထိပ်သီးစည်းဝေးဟာဒီနိုင်ငံတွေရဲ့ဩဇာလွှမ်းမိုးမှုပြောကားတွေကြားမြမအကျက်တဲကိုဘယ်လိုရင်ဆိုင်ဖြည့်ရှင်းမယ်ဆိုတော့ အာဆီယံရဲ့ခိုင်မာမှုကိုစမ်းသပ်မဲ့ပွဲဖြစ်ပါတယ်မြန်မာရေးနဲ့ပတ်သက်ပြီးအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ဟာထိရောက်မှုမရှိဘဲရပ်တန့်နေချိန်မှာအမေရိကန်ရုရှားနဲ့တရုတ်တို့ရဲ့ချင်းကပ်ပုံမတူညီမှုတွေဟာပဋိပက္ခရဲ့လာယာကိုပုံဖော်နေပါတယ်တရုတ်နိုင်ငံဟာမြန်မာနိုင်ငံအပေါ်မှာကြီးမားဆုံးသောဩဇာလွှမ်းမိုးမှုရှိတဲ့နိုင်ငံဖြစ်ပါတယ်၎င်းရဲ့ချင်းကပ်ပုံဟာတည်ငြိမ်မှုနဲ့နေဆက်လုံခြုံရေးအပေါ်အဓိကအာရုံစိုက်ပါတယ်တရုတ်ဟာ ၎င်းရဲ့ရင်းနှီးပိုင်လိုင်းနဲ့အခြားသောရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ရန်နဲ့နေဆက်ဒေသတည်ငြိမ်ရေးကိုထိန်းသိမ်းမှုအတွက်စစ်ကောင်စီအားနိုင်ငံရေးနဲ့စီးပွားရေးအရအသက်ဆက်ခွင့်ပေးထားပါတယ်။၂025ခုနှစ်နှောင်းပိုင်းမှာစစ်ကောင်စီကစီစဉ်နေတဲ့ရွေးကောက်ပွဲကိုတရုတ်ကအမိတ်အာဏာတစိတပိုင်းရရှိစေရေးနီးလန်းအဖြစ်သဘောထားပြီးထောက်ခံမှုပေးနိုင်ပါတယ်။ဒါဟာအာဆီယံဖွဲ့ဝင်အများစုရဲ့သဘောထားနဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်။တရုတ်ရဲ့ကြီးထွားလာတဲ့စီးပွားရေးဩဇာလွှမ်းမိုးမှုကြောင့်အာဆီယံဖွဲ့ဝင်အချို့ ။ဥပမာထိုင်းလာအိုဟာမြမစစ်ကောင်စီနဲ့ပုံမှန်ရင်းနှီးစွာဆက်ဆံရဖိအားပေးခံရပြီးအဲ့ဒီလိုကွဲပြားတဲ့တန်တမန်ဆက်ဆံရေးများ Parallel Diplomacy ဟာအာဆီယံရဲ့စီးလုံးညီညွတ်မှုကိုပုံမှန်ပြပြစေပါတယ်။ American ဟာမြမစစ်အာဏာသိမ်းမှုကိုပြက်ပြက်သားသားဆန့်ကျင်ခဲ့ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပေါ်ဒီမိုကရေစီထောက်ခံအားပေးမှုနဲ့စစ်ကောင်စီပေါ်ပိတ်ဆို့အရေးယူမှုမူဝါဒကိုကျင့်သုံးခဲ့ပါတယ်။ American ဟာ အာဆီယံကို၎င်းရဲ့ဒေတာတွင်ဘူဂျက်အခန်းကဏ္ဍမှာဆက်လက်ရပ်တည်စေလိုပြီးမြန်မာအရေးမှာအာဆီယံကိုဦးဆောင်စေလိုပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ပြည်တွင်းရေးအာရုံစိုက်မှုနဲ့အခြားနိုင်ငံတကာပဋိပက္ခများဥပမာယူကရိန်း၊ဂါဇာတို့ကြောင့်ရှေ့တောင်အာရှဒေတာပေါ်ပေးရတဲ့အာရုံစိုက်မှုညောင်းနေနေတယ်လို့ဒေတာတွင်းကောင်းဆောင်တွေကမြင်နေကြပါတယ်။စစ်ကောင်စီဘော်ဆက်လက်ဖိအားပေးဖို့နဲ့ NUG ကိုထောက်ခံအားပေးဖို့အတွက်အမေရိကန်ဟာအာဆီယံရဲ့ပုံမှန်ခိုင်မာတဲ့လှုပ်ဆောင်ချက်ကိုလိုလားနေပါတယ်။ တစ်ဖက်မှာရုရှားဟာစစ်ကောင်စီရဲ့အဓိကလက်နက်ထောက်ပံ့သူနဲ့နိုင်ငံရေးအရနောက်ကွယ်မှအားပေးသူဖြစ်ပါတယ်။စစ်ကောင်စီဟာနိုင်ငံတကာဖိအားပေးမှုတွေကိုရင်ဆိုင်နေရချိန်မှာရုရှားဟာစစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့လက်နက်ရောင်းချမှုတွေကတဆင့်စစ်ကောင်စီအတွက်နိုင်ငံတကာအသိမှတ်ပြုမှုနဲ့ရှင်သန်နိုင်စွမ်းကိုပေးအပ်နေပါတယ်။ရုရှားဟာမြန်မာနိုင်ငံကို၎င်းရဲ့မာဗျူအာမြောက်မိဘအဖြစ်ထိန်းသိမ်းထားခြင်းဖြင့်အမေရိကန်နဲ့နောက်နိုင်ငံများရဲ့ဩဇာလွှမ်းမိုးမှုကိုတံပြန်ရန်ရည်ရွယ်ပါတယ်။ ရုရှားရဲ့ပံ့ပိုးကူညီမှုကြောင့်စစ်ကောင်စီဟာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုလိုက်နာဖို့ဖိအားလျော်နေစီပါတယ်။၂025အာဆီယံထိပ်သီးစည်းဝေးဟာဒီမဟာအင်အားကြီးနိုင်ငံတွေရဲ့ဩဇာကွန်းဆက်တွေအကြမ်းမှပိတ်မိနေပါတယ်။မြမချက်တဲကိုကိုယ်တိုင်မဖြေရှင်းနိုင်ဘဲပြင်ပအင်အားစုတွေရဲ့ဩဇာကိုမှီခိုးနေရခြင်းဟာအာဆီယံရဲ့ဒေသတွင်းဗဟိုချက်အခန့်ကဏ္ဍကိုအားနည်းစေပါတယ်။တရုတ်နိုင်ငံကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံနိုင်ခြင်းရှိနေချိန်မှာအမေရိကန်နဲ့အခြားအနောက်နိုင်ငံများက ဒါကိုအတူရောက်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရန်အာဆီယံကိုဖိအားပေးမှာဖြစ်ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားအနေနဲ့စီလုံးညီညွတ်သောမူဝါဒတရားကိုချမှတ်ဖို့အလွန်ခက်ခဲမှာဖြစ်ပါတယ်။ကြီးမားတဲ့သဘာဝဘေးရန်ရယ်တွေနဲ့ပြည်ပခန့်တန်ကြောင်လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေချိန်မှာနိုင်ငံကြီးတွေရဲ့ဩဇာလွှမ်းမိုးမှုတွေဟာအကူအညီပေးရေးလမ်းကြောင်းတွေကိုပိတ်ဆို့ခြင်းသို့မဟုတ်နိုင်ငံရဲ့မျက်ထုတ်ခြင်းများဖြစ်ပေါ်စေနိုင်ပါတယ်။2025အာဆီယံထိပ်သီးစည်းဝေးဟာမြန်မာအရေးကိုဖြည့်ရှင်းဖို့အတွက် အာဆီယံရဲ့နောက်ဆုံးအခွင့်အရေးများတဲ့ကတစ်ခုဖြစ်နေပါတယ်။အာဆီယံအနေနဲ့မဟာအင်အားကြီးနိုင်ငံတွေရဲ့ကွဲပြားတဲ့ဩဇာလွှမ်းမိုးမှုများကြားမှာမျှတတော်မူလာ။ Balancing Act တစ်ခုကိုကျင့်သုံးပြီး၎င်းရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုပုံမတိကျတဲ့အချိန်စရာနဲ့အားပေးကူညီမှုများဖြင့်ပြန်လည်အသက်သွင်းရန်လိုအပ်ပါတယ်။သို့မဟုတ်ပါကမြန်မာအချက်တဲဟာအာဆီယံကိုပြည်တွင်းပဋိပက္ခများနဲ့ပြင်ပဩဇာလွှမ်းမိုးမှုများကြားစီးလုံးမှုကင်းမဲ့တဲ့ဖွဲ့စည်း hollow shell တစ်ခုဖြစ်သူပုံဖော်သွားနိုင်ပါတယ်ခင်ဗျာ